ဘောပါလာရဲ့စတိုးဆိုင်ကိုမီးရှို့နိုင်တယ်လို့ရှိရင်ကျွန်တော်မြန်မာငွေ350ပေးပါမယ်ခင်ဗျပြာကြအောင်ရှို့နိုင်တဲ့လူဆိုလို့ရှိရင်ကာဝါစကီထုတ်ဇက်အိတ်တန်းအားမာငွေနဲ့ဆိုရင်300တန်ဖို့ရှိတဲ့ဆိုင်ငယ်တစ်ထောင်စီစီကျွန်တော်ဆုချပါမယ်ဝါဝါလိုင်းဆိုင်ကိုမဝယ်ကြပါနဲ့တခေါ့မိတယ်ဒီမိမရိုက်တယ်မပြောဘူး ဟောသူပြည့်စည်ခိုးလို့သူရိုက်တာရိုက်ရိုက်ပြီးတတ်ဆိုင်အောင်အကြောင်းကြားဟာလားအဲ့အမကိုလည်းပြောချင်တာလေအဲ့လောက်ထိလုံးဖို့လိုလို့လားအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တခိုးမကိုပားရိုက်တဲ့ Twitter Store ဆိုင်ကိုမိရှုပ်ပေးနိုင်သူကိုမြန်မာငွေ350စုချမည်ဟုပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာ Twitter သူအထယ်ဆိုင်နေအထယ်ဆိုင်နေ Store ဆိုင်ပုံကျုပ်လမ်းမပေါ်တဲ့ဆိုင်အမှတ်တစ်ခေါ်ရှိကိုမြင်းဆောင်တစ်ခေါ်ရှိရှိ ဟုတ်ကဲ့စတိုးဆိုင်ပိုင်ရှင်ကတော့ဝါဝါလိုင်းပေါ့နော်ဟုတ်ကဲ့ဝါဝါလိုင်းဆိုင်ဝိုးမွေကြပါနဲ့နော်ကျေးဇူးပြုမွေကြပါနဲ့ကိုချင်းစာစိတ်ရှိရင်တော့မွေကြပါနဲ့ဝါဝါလိုင်းရဲ့စတိုးဆိုင်ဝိုးမီးရှို့နိုင်တဲ့လူရှိရင်ကျွန်တော်မြန်မာငွေ350ပေးပါမယ်ခင်ဗျဝါဝါလိုင်းရဲ့ဆိုင်ပြာကြအောင်ရှို့နိုင်တဲ့လူဆိုလို့ရှင်ကျွန်တော်တို့ကာဝါစကီထုတ်ဇက်8တန်းအားမြန်မာငွေနဲ့ဆိုရင် သိန်း400တန်ဖိုးရှိတဲ့ဆိုင်ငယ် Oh my god 1000 cc ကျွန်တော်စုချပါမယ်ဘတ်ငွေ2000ကျော်မြန်မာငွေ30ကျော်40နီးပါးရှိတဲ့ GoPro နော်သိန်း20ကျော်ရှိတဲ့360သိန်း30ရှိတဲ့အုတ်ထုတ်တလုံးကျွန်တော်စုချပါမယ်လုံးဝပြကြပါပြီဆိုရင်မြန်မာငွေသိန်း90ဆိုင်ငယ်တစ်စီးအုတ်ထုတ်တလုံး GoPro ပြီးတော့360ကင်မရာလက်အိတ်တွေအစကျွန်တော်ပိန်ငါရကျွန်တော်เนาะကျွန်တော်ယောက်ျားစကားเนาะဝါဝါလိုက်နှအိုမကြီးဝိမလဲပါစီနဲ့ခလေးနာခံကြည့်ပြအမျိုးသမီးတစ်ယောက်ကိုတခိုးပါလို့ဆွဆွပြီးတော့ပါရိုက်တဲ့ဟိုမျိုးသမီးတီးဖို့ကျွန်တော်ဒီကနေပြီးတော့ မေတ္တာလက်ဆောင်လေးပေးမယ်ခမားနားလဲဖို့ခမားသိဖို့နံပါတ်1ချက်နံပါတ်1ချက်အမှုဖြစ်အခင်းဖြစ်တဲ့နေရာမှာခမားကပစ္စည်းခိုးပါတယ်လို့ပြောတယ်ဘာခိုးတယ်ဆိုတာကိုခမားအတိအလင်းမပြောဘူးလက်ထက်မှာလည်းဘာမှမတွေးရဘူးဒါလည်းဟုတ်တယ်နော်သူလည်းလက်ထက်မှာလည်းဘာမှမတွေးရဘူးခမရခိုးပါတယ်လို့စွတ်စွဲတယ်နံပါတ်1ချက် အသေးဖြစ်မှုကုလတမဘာမှမတွေ့ရဘူးခိုးတဲ့ပစ္စည်းကိုလည်းခမရမပြနိုင်ဘူးနံပါတ်၄ချက်နံပါတ်၄ချက်ခမရ၎င်းအမျိုးသမီးကိုသပင်ဆွဲပြီးတော့ပေါ့ရိုက်တယ်တွမ်းမနာကျင်စင်မှုတာမန်နာကျင်စင်မှုဆိုတော့ကပုံမှန်323ပုံမှန်323ရာ ပမန္နာကျင်စဉ်မှုထောင်တန်တစ်နှစ်ခမောင်းဘေးမဲ့မေတ္တာလက်ဆောင်ကထောင်တန်တစ်နှစ်ကဲဝေဒံတိတိဆမခံရမှုနဗတ်နေ့ချက်ဒီမျိုးသမီးကိုခမယာသဘေးဆွဲပရိုက်ပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာအချက်တကွဲအကျိုးနဲ့ဖြစ်ကောင်လှုပ်တဲ့ကိစ္စအတွက်66ကြာကြီးနှစ်နှစ်တည်းမပူသောထောင်တန်ငွေတန်း အသေးသေးကိုအချက်မှခံရအောင်နောက်တစ်ချက်ကခလေးတန်ငယ်နှိမ့်ဆက်ညင်ပန်းမှု ခလေးလေးကိုကျိုးနဲ့တုတ်ပြီးတော့ဓာတ်တိုင်မှာကိုက်ပြီးတော့ကျိုးနဲ့မိခင်ရောနှုတ်နှစ်ယောက်စလုံးကိုကတ်တုတ်တာလားခလေးတန်ငယ်နှိမ့်ဆက်ညင်ပန်းမှုပုံမှန်တရားကာကာကြီးအရာထောင်တန်းတလကနေ6လထိချမှတ်နိုင်တယ် ဆက်မှတ်လို့ရတယ်အဲ့တော့ခမ ्या ဘုပေးခြင်းနဲ့မစိတ်ကအဲ့ဒီပုံမှန်လေးတွေပါပဲခမ ्या ကသူ့ကိုတခိုးလို့ဆွဆွဲတယ်သူ့ရဲ့လက်ထက်မှာလည်းလက်ဝဲပြတာတခိုးမှမတွေ့ရဘူးခမ ्या ဆွဆွဲတဲ့အခင်ကဏ္ဍမှာခမ ्या ကျူးလွန်လိုက်တဲ့အမှုက၃ခုရှိတယ်ခမ ्या ကျူးလွန်လိုက်တာနော်၃ခုရှိတယ်နံပါတ်1တမန်နာကျင်စေမှုသမင်ဆွဲပြီးတော့ပေါ့ကိုရိုက်တယ်နံပါတ်2ကလေးတငယ်နှိမ့်ဆက်ညှဉ်းပန်းမှုကလေးကိုကျုံးနဲ့တုပ်တယ် နံပါတ်3ဒီမျိုးသမီးကိုအချက်တပွဲအကျိုးနဲ့ရအောင်ဆိုပြီးတော့ line မော်တင်တဲ့ကိစ္စ66ဂါကြီးခမားအမှု3ခုကိုကျူးလွန်ထားပြီးခမားကိုပြောကျင်တဲ့ message ပေးကျင်တဲ့ message လက်ဆောင်ကတော့အဲ့ဒါပဲအဲ့ဒီမှာဒီအနည်းနဲ့မှရှိတဲ့ပုံကိုယ်တွေအားလုံးကနေပြီးတဲ့တော့တငယ်ချင်းတို့ရေမင်္ဂလာပါအမစကားလေးနဲ့လည်းပြောချင်တယ်ကစီခိုယူတူနဲ့ကလေးငယ်ကိုနှိမ့်ဆက်ခဲ့သည့်အမျိုးသမီးအမှုများစွာရင်ဆိုင်ရမည့်အခြေအနေဖြင့်ရင်ဆိုင်နေရ လူမှုကိုရစာမျက်နှာ၌ပစ္စည်းခိုးယူသူတက်ကြီးပိုင်းအမျိုးသမီးတဦးနှင့်ပြင်းနေအတူပါလာသည့်ကလေးငယ်ကိုနှိပ်စက်ခဲ့သည့်အမျိုးသမီးကိုမေးမြန်းမှုများပြုလုပ်ရန်ရှိသည်ဟုဆိုကာစစ်ကောမရှင်လက်အောက်ခံရဲများကယမန်နေ့အောက်တိုဘာ27ရက်တွင်ဖမ်းဆီးခဲ့ကြောင်းသိရသည်။ပြီးခဲ့သည့်အောက်တိုဘာ20ရက်ညပိုင်းက TikTok လူမှုကွန်ရက်စာမျက်နှာ၌ကလေးချီထားသည့်ပစ္စည်းခိုးယူသူအမျိုးသမီးကိုစိုင်းပိုင်းရှင်အမျိုးသမီးနှင့် ဝန်ထမ်းအချို့ကရိုက်နှက်ခြင်းလမ်းပေးတက်တိုင်တွင်ကျိုးဖြစ်ချီနှောင်မှုများပြုလုပ်ခဲ့မှုကိုလူအများကဝေဖန်မှုများပြုလုပ်ခဲ့သည်ထို့ကဲ့သို့ပြုလုပ်ပြီးနောက်လူအများစုကပစ္စည်းခိုးယူသူကိုအပြစ်မမြင်ဘဲရိုက်နှက်နှိပ်စက်မှုများပြုလုပ်ခဲ့သည့်ဆိုင်ရှင်မျိုးသမီးနှင့်ဝန်ထမ်းများကိုဝေဖန်မှုများထွက်ပေါ်ခဲ့ခြင်းကြောင့်ရဲနှင့်ရက်ကွက်အုပ်ချုပ်ရေးမှုများကဖမ်းဆီးမှုများပြုလုပ်ပြီးအမှုများစွာဖြင့်တရားစွဲဆိုရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းသိရသည် ကလေးတငယ်ညှဉ်းပန်းနှိပ်စက်မှုအပြင်ရိုင်းနှက်မှုတွေအပြင်အခြားအမှုတွေနဲ့သက်ဆိုင်ရာကောလိုက်ကူပေးနေတဲ့သူတွေကပါတရားစွဲဖို့ပြင်ဆင်နေတဲ့ဟုယင်းဖြစ်စဉ်ကိုလိုက်ပါကူညီပေးနေသူတဦးကပြောသည်ယခုကဲ့သို့ပစ္စည်းခိုးယူသူကိုရဲစခန်းအနှံမှုမပြုလုပ်ဘဲမိမိသဘောဖြင့်ရိုင်းနှက်နှိပ်စက်မှုများကိုရုတ်တံရိုက်ကူးခြင်းသည်ဆက်သွယ်ရေးဥပဒေပုံမှ66ကဖြစ်အမှုဖွင့်နိုင်သည့်အပြင်ကမ္ဘာကူလသမကကလေးသူငယ်အခွင့်အရေးသဘောတူညီချက်များကိုကျူးလွန်သည့်ဖြစ်သူရောက်ရှိသွားကြောင်းရှေ့နေတဦးကထောက်ပြသည် အခုကခိုးသူကခိုးတဲ့ပြစ်မှုပဲခံရမှာရိုက်နှက်တဲ့သူကဂုံတိတ်ခါထိပေါမှုပြင်းထန်တရားရစေမှုဆက်သွယ်ရေးဥပဒေပုံမှားတွေကလေးတငယ်ညင်ပန်းနှိမ့်ဆက်မှုတွေနဲ့ပါအေးအေးယူခံရနိုင်တဲ့အဖြစ်ရောက်သွားတယ်ဟုရှေ့နေတူကသုံးသက်သည်မနက်ကမြင်ရတဲ့မြင်ခွင့်ရမြင်ခွင့်မလှနော်တခိုးမိတယ်ဒီမိမရိုက်တယ်မအပြစ်မပြောဘူးဩသူပြစ်စည်းခိုးလို့သူရိုက်တာ ရိုက်ရိုက်ပြီးသက်ဆိုင်အောင်အကြောင်းကြားဟဲ့လားကျမဆိုင်မှာဝင်ခိုးလို့ကျမဒီမိမကိုကျမစိုက်လိုက်မှမနဲ့ကျမလုံးမိရိုက်မိတယ်တခိုးသည် तू ခိုးတယ်မှန်ကန်တယ် तू ကလည်းပြောတယ်ခလေးစေဖို့မရှိလို့ तू လောက်တယ်သက်ဆိုင်အောင်အဖွဲ့စည်းတွေ तू လာခေါ်သွားလိုက်မယ်အရေးယူပါမယ်။နေရာလည်းမချစ်နိုင်ရင်တက်ဆိုင်ရအဖွဲ့သီးတွေကျမပစ္စည်းပါခိုးတယ်။ဒီတစ်ခါတည်းတိုင်ချက်ပွင့်။ဟုတ်တယ်နော်။နေအခုရိုက်နေတာကြီးကမြင်ကွင်းတိတ်မလှအောင်။အင်း။မြင်လို့ကြည့်လို့လည်းမကောင်း။စိတ်ထားလည်းမကောင်း။ အဲ့လောက်ကြီးမလောက်ပါနဲ့ငါတခေါက်ဘက်ကနားလို့ပြောတာမဟုတ်ဘူးနော်နင်မတရားလုပ်နေတာကိုငါမြင်လို့ပြောတာဟုတ်လားဟက်ကောင်မကြီးရဲ့လူဘာတိတ်မဝနဲ့ကောင်မကြီးအဲ့လောက်ပဲငါပြောမယ်ဒီဗီဒီယိုကိုမြင်မြော့လေကျမတို့တော့စိတ်မနာဘူး တကယ်တကယ်ဟိုစိတ်မကောင်းဖြစ်တာဘလို့မှခံစားလို့မရအောင်အဲ့အမကိုလည်းပြောချင်တာလေအဲ့လောက်ထိလှုပ်ဖို့လိုလို့လားအဲ့လောက်ထိလှုပ်ဖို့လိုလို့လားကျမလည်းဈေးသေးပါပဲကျမလည်းဈေးသေးပဲဒီလိုဒီလိုမျိုးခိုးတာပါညာလေလူတိုင်းကြုံတွေ့ရတဲ့အရာဒါမှမဟုတ်အဲ့လောက်ထိလှုပ်ဖို့မလိုဘူးအမရဲ့ဘလို့ပြောမလဲကိုမကျင့်တော့ဘူးလားရဲအပ်ရဲလက်ထဲကိုအပ်လိုက်ရဲရ သူကသူဆက်လုသွားလိမ့်မယ်အဲ့လောက်ထိနှိမ့်ဆက်ဖို့မလိုဘူးပြီးတော့ခလေးပါတယ်သာသမီချင်းကိုကျဲစာနော်ခလေးငယ်လေးပါတယ်မြင်ရတွေ့ရတာတော်တော်အဆင်မပြေဘူးဟုတ်တယ်လာခိုးတယ်လာခိုးတာမိသွားပြီဆိုရင်လိုင်းမတင်ချင်တယ်မလားအမတင်လို့ရတယ်မတင်နဲ့လို့မပြောတင်လို့ရတယ်သူ့ရဲ့မျက်နှာသူ့ကိုပဲဗီဒီယိုရိုက်လေခလေးကိုမရိုက်နဲ့သူ့ကိုပဲဗီဒီယိုရိုက်ပြီးတော့ဒါကတော့ကျမတို့ဆိုင်မှာဒီလိုဒီလိုလာခိုးပါတယ်အမလက်ပါစရာအကြောင်းမရှိဘူးလေကျဲလက်ထဲအလိုက်ရဲကသူ့ဟန်သူသူ့ရဲ့ တာဝန်ဝတ္တရားတိုင်းလုံးလိမ့်မယ်အမအဲ့လိုမျိုးတွေရှင်နေပူနဲ့ပတ်မယ်လို့အသားကြီးစီးထုံမယ်လို့နေပူထဲမှာဓာတ်တိုင်မှာခလေးရောလူကြီးရောချိုးချီရတာလေအဲ့လိုက်ရလုံးစရာမလုံးလေအမမကျင်နေအောင်မလားအဲ့ညာနော်ဒီမှာရဲခေါ်ပြီးရဲလက်ထဲအောင်တခါတည်းအလိုက်ပြီးသွားပြီးလိုင်းမော်တည်ကျင်နေမလားတင်တင်လို့ရတယ်အဲ့လိုရိုက်နှက်စရာမလို့ပေါင်ကြီးကိုဒီလိုမျိုးခြေလောက်ကြီးကိုနင်းထားပြီးသပင်းကိုဆွဲထားတာအရန်ကြည့်ရယုံဆိုးတယ်လို့ပြောမလားအခုဟာလေအဲ့ဗီဒီယိုဖိုင်ကိုကြည့်ရတဲ့အချိန်မှာလေဟိုခိုးတဲ့လူကိုပဲတနာရတယ်ကျွန်မတို့ ကဲနော်ကိုယ့်ရဲ့စိတ်ထဲမနက်စာစားမယ်ဆိုပြီးတော့ TikTok လေးခဏကြည့်မယ်ဆိုပြီးကြည့်လိုက်တယ်အဲ့ video file ကိုမြင်လဲမြင်တယ်ဆိုင်ရှင်ကလူမောင်းနေတယ်နော်မနက်စာတော့ subscribe နော်အဲ့ခံနေရတဲ့ခိုးတဲ့အမကြီးကိုပဲအမကြီးရောမောင်အန်တီကြီးကိုပဲသနာရဲအဟိုကျမလိုက်ကြည့်ရတော့အိုက်ဆိုင်ရလှိုင်းတာရလှိုင်းတာရလိမ့်စာလို့တော့တွေ့ရအဲ့အန်တီရဲ့လိမ့်စာကြည့်ရဘာညာဆိုလဲဒီ comment လေးမှာတခြားလောက်မှန်ခဲ့တယ်ကျမလှူခြင်းလို့အဲ့အန်တီကိုလှူခြင်းလို့ဘလိုပြောမလဲရဲလက်ထဲအပ်လိုက်ပါရဲလက်ထဲအပ်လိုက်ရှင်နေများရနော်ပြောအလိုက်ကြည့်ပြောလေရှင်နေမောတယ်ဒီလား ဟင်းနေမောရဲ့ရဲလက်ထဲအလိုက်ရဲရလုတ်ဆရာရှိရလုတ်သွားလိမ့်မယ်။ဒါမှတောင်းရုံနဲ့ရုံဆိုလည်းအဲ့လိုမျိုးကိစ္စတွေဝင်လဲမပြောဘူးပြောလို့ပြောထားလည်းမရှိဘူး။ကိုကြည့်ချင်းလည်းဆိုရင်ကြည့်လိုက်တယ်မကြည့်ချင်းကြောက်သွားလိုက်တယ်ကိုကိစ္စအဲ့မဲ့အလှအောင်ကြည့်ပြီးရောလေကျမတကယ်စိတ်မကောင်းတကယ်စိတ်မကောင်း။ဟောခလေးလေးကိုလုတ်သွမှလည်းဟိုကျမခလေးကိုမလုတ်ပါနဲ့ကျမကိုပဲလုတ်ပါသူ့သားသမီးကိုလုတ်ပါဆိုလို့ဟိုဘယ်လိုပြောမလဲအခုကွာ သူခိုးတယ်ဆိုတာလည်းသူ့မှာလည်းအကြောင်းရရှိမှာပဲဟိုကျမခိုးရလူတိုင်းကိုအပိအမြောက်လောက်တာမဟုတ်ဘူးတကယ်မရှိလို့လှုပ်လိုက်လုံးမိလှုပ်ရလှုပ်လိုက်တဲ့လူတွေလည်းရှိရတချို့ကျတော့လည်းမလှုပ်စားခြင်းလို့အပြင်းကြီးပြီးတော့ဟိုသူများတကပစ္စည်းကိုအလကားအချောင်းလိုခြင်းလို့လှုပ်စားရတဲ့လူကလည်းတသက်ရှိရတချို့ကျတော့လည်းအခက်ခဲဖြစ်နေလို့မဖြစ်မနေမို့လှုပ်လိုက်ရတာလည်းရှိရအကြောင်းမျိုးမျိုးကြောင့်ရှိရသူ့အကြောင်းနဲ့သူဟိုလိုပြောမလဲသူပြောရတဲ့အဲ့ထဲမှာနေ့မှခြေလက်တွေနေ့မှလည်းခြေလက်တွေပါပါပဲငါမှလည်းခြေလက်တွေလှုပ်စားဖို့ဆိုတော့ဘဝပေးခြေနေရမတူကြဘူးလင်းဘဝပေး းချင်နေရမတူကြဘူးဘယ်လိုပြောမလဲလုပ်ငန်းလုပ်ဖို့အရင်နေ့ရှိရလို့ရှိသလိုအရင်နေ့မရှိရလို့ရှိရအဲ့လိုမျိုးပဲတယောက်နဲ့တယောက်ဘောဘဝဘေးကုသိုလ်ကံတူကြဘူးအမမကျင်နိုင်ဘူးလားရဲလက်ထဲအလားအဲ့လောက်ထိလုပ်เสียရမလို့အဲ့လေခိုးတဲ့အမရဲ့လိပ်စာလေးသိရင်မမျိုးကောမန့်လေးမှာတစ်ချက်လောက်ရေးပေးနော်မင်းအဲ့